နတ်တွေကသူတွေရဲ့သူ့လောကကိုဗုဒ္ဓမဆွေးဝင်ကြတယ်ကိုယ်နဲ့မပတ်သက်ဘူးလို့ထင်ထင်နေကြတော့လည်းပဲနတ်တွေကလူတွေနဲ့အလုံးမပတ်သက်မှုရှိဘာဖြစ်လို့လဲဆိုလူပြိမာကုသကောကုလို့ပြိနတ်ပြိရောက်သွားကြတာဆိုတော့သူ့လောကအေးကိုနတ်တွေကပူဆွေးဝင်ကြတယ်လို့ပြောသူပြိကစီးပွားရှာလို့ကောင်းတယ်အမပြိရဲ့လူတွေတော့ထိုင်လို့ဒီနာသွားရှာနေကြစီးပွားနတ်တွေကတော့ တူပြီကိုစီးပွားရှာကြတူပြီအစီးပွားရှာလို့အောင်မြင်သွားတဲ့နတ်တွေဟာနတ်ပြည်မှာကိုတကုချီးပြီးတော့ချမ်းသာတော်တာနေတော့ကြစီဝါရေးအောင်မြင်တဲ့ပုဂ္ဂိုလ်တွေအရရောက်တာဆက်ဆံမှုတွေရရှိတယ်တနည်းအားဖြင့်မှာတဘွားတွေမြဲနေကြတာမဟုတ်ဘူးနတ်တွေနဲ့တူရင်လည်းဆက်ဆက်မှုဆိုတာအလုံးကုန်ရတယ်။မြတ်စွာဘုရားဟောတဲ့ထိုထိုသာရကနေတယ်ပါနဲ့။နတ်တွေအကြောင်းကိုထဲဟောတယ်။ကိုရောက်တဲ့နေရာမှာတဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီးနတ်တွေကိုမေတ္တာပို့ပါအမြဝေပါအမြဝေတရားအတိတ်၄တိုင်း၄တိုင်းရသဗျာအနေတော်တရားတိရောက်လာပြီဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးနတ်တွေကိုမြဝေပါတဲ့လူတွေလည်းမြဝေကြတာပဲသို့သောကိုမြဝေတာကိုတိတဲ့လူကကိုမေဆွေအနိပါပဲရှိအဲ့နဲ့ပဲရှိနော်ကိုမြဝေတာကို စောက်သမ်းမျောလဲနေတာတော့တတ္တိပဲကုသကမှုနှုတ်ပြီးတော့တတ္တိကစောက်သမ်းမျောနေတာလူတွေကမသိဘူးအဲကြောင့်မလို့မြတ်စွာဘုရားနေရာအစ်နေပြီဆိုလို့ရှိရင်ကုသကမှုလုပ်ပြီးတတ္တိကိုမြတ်ဝေပါတဲ့အမြတ်ဝေလို့ရှိရင်တတ္တိရဲ့မေတ္တာကိုရမယ်ဒါမှန်းလေလေလူတော်မဖိတ်ကြွေးလိုက်လို့ရှိရင်မေတ္တာရောက်သွားတာတိရစ္ဆာန်ကျပူတည်တာလေပက်တတဲ့ခွေတောင်ကျွေးလို့ရှိရင်လေကိုမြေအမေနဲ့ တွေးချက်တည်တယ်အဲ့တော့နတ်နေလဲကုလို့ဖိတ်ပြီးတော့အမြဲတမ်းဘေးဝေးလိုက်တဲ့အခါသူတို့ကျင့်တဲ့မေတ္တာရောက်တယ်သူတို့မေတ္တာရောက်လို့သူတို့ကဆောင်းလျှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းပဲကြုံရတယ်မကောင်းတာမကြုံဘူးပြည့်စုံသက်စုံမကြုံတော့ဘူးလို့သူတို့ဆိုတယ်